ရိတ်သက်ကြီးရေကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့အတိတ်ကာလရဲ့ပြုတ်ဝက်ဆန်းကျင်မှုတွေကိုဖော်ထုတ်လေ့လာကြရမှာပါကျမတို့ဘယ်အရာတွေကိုလေ့လာကြမလဲဆိုတော့ရှင်းဟောင်းမက်ဂလက်တစ်အဆောက်အုံတွေပါမက်ဂလက်တစ်အဆောက်အုံဆိုတာကိုအတိုးချုပ်ရှင်းပြရရင်တော့မက်ဂလက်တစ်ဆိုတဲ့စကားလုံးကဂရိဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးကြီးမားတဲ့ကြောက်တုံးလို့အဓိပ္ပာယ်ရပါတယ်ဆိုလိုတာကကြောက်တုံးကြီးများနဲ့တိဆောက်ထားတဲ့ရှင်းဟောင်းအဆောက်အုံများကိုရည်ညွှန်းပါတယ် ဒါတွေကလူသားတွေရဲ့သမိုင်းမှာအစောဆုံးဉာဏ်ပညာယုံကြည်ချက်နဲ့အင်အားတွေကိုတင်စီထားတဲ့အံ့ဩဖွယ်အဆောက်အုံတွေဖြစ်ပါတယ်။ဒီနေရာတွေကတင့်ရဲ့စိတ်ကူးဉဏ်ကိုလှုံ့ဆော်ပေးနိုင်မဲ့အံ့ဩဖွယ်ရာတွေနဲ့ပြည့်နေနေပါတယ်။ပရိသတ်ကြီးစိတ်ဝင်စားနေပြီလို့ထင်ပါတယ်။ဒါဆိုရင်တူရကီရဲ့လေပြင်းတင်းတိုက်နေတဲ့တောင်ကုန်းတွေကနေဘိုလီးဗီးယားရဲ့ကျယ်ပြောလာတဲ့မြေပြန့်လွင်ပြင်တွေအထိဒီလိုပဲစံကျတဲ့နေရာတွေကိုအတူတူလေ့လာကြည့်ကြရအောင်။လေ့လာမှုလေးမစခင်မှာ ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ပါဦးရှင်။ဒါဆိုလေးလာစုစမ်းမှုကိုဆက်လိုက်ရအောင်။နံပါတ်1 Go Back Gli TV Go Back Gli TV ကိုတူရကီရဲ့ Shanley Alpha မြို့အနီးမှာတွေ့ရှိခဲ့ပါတယ်။ဒီနေရာက BC 9000ကနေ9600အထိရှေ့ခေတ်လူတွေရဲ့ယဉ်ကျေးမှုကိုဖော်ပြနေပါတယ်။1994ခုနှစ်မှာဂျာမန်ရှေးဟောင်းသူတွေဒီကလောက်ရှမစ်ကစတင်တူဖော်ခဲ့ပါတယ်။ ဒီနေရာမှာအနှင်း3မီတာကနေ6မီတာအထိရှိတဲ့တီပုံကြောက်တိုင်တွေကိုတွေ့ရှိခဲ့ပြီးဒီကြောက်တိုင်တွေက10တန်ကနေ50တန်အထိအလေးချိန်ရှိပါတယ်ဒီကြောက်တိုင်တွေကိုမိုးဆိုးတွေအစာရှာခွေစုဆောင်သူတွေကဆောက်လုပ်ခဲ့တာဖြစ်ပြီးသူတို့ဟာဒီလိုတည်ဆောက်မှုမှာအသုံးပြုဖို့အတွက်သတ္တုကရိယာတွေနာမမဟုတ်ဘိန်းတွေတောင်မရှိခဲ့သေးပါဘူးသုတေတီတွေကတော့သူတို့ဟာဒီကြောက်တုံးတွေကိုမာယာချီကွာကနေတူးဖော်ပြီးတသားလုံးတွေကိုအသုံးပြုကာနှိမ့်တယ်လာခဲ့မယ်လို့ယူဆကြပါတယ် ဒါပေမဲ့ဒီလောက်ထိကြတဲ့ထွန်းထုမှုတွေကိုဘယ်လိုလုပ်ခဲ့လဲဆိုတာကိုတော့ယနေ့ထိမရှင်းနိုင်ပါဘူး။ဒီနေရာကိုအသုံးပြုပြီးတဲ့နောက်မှာတော့ရာစုနှစ်တွေကြာတဲ့အထိအမိမြေဖို့ထားခဲ့တာကိုတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတာကိုတော့အခုထိမသိရသေးပါဘူး။ဒီလိုလုပ်ခဲ့ကြတာဟာဘာသာရေးတစ်ခုရဲ့အဆုံးသတ်ပဲလား။ရန်သူတွေစီကဖုံးကွယ်ဖို့လား။ဒါမှမဟုတ်အခြားလူမျိုးစုတွေကိုပြန်လည်အသုံးချမှဆိုးလို့လားဆိုတာမသိရသေးပါဘူး။ဘိုဘက်ကလီတီဗီကဘာသာရေးကနေလူမှုစီလုံးမှုကိုဥတီစီပြီး နောက်ပိုင်းမှာနေရာစိုက်ပျိုးမှုကိုဖြစ်ပေါ်စေတယ်လို့ယူဆထားကြပါတယ်။သူတေတီတွေကတော့ CES တဲ့နဲ့ဆက်ဆက်တဲ့နှက်ခတ်တပ်ပေးတာအတွက်အသုံးပြုမှုလည်းဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုကြပါတယ်။ဒီနေရာကိုဘာကြောင့်မြည်ဖို့ထားခဲ့တယ်လို့ထင်ပါသလဲ။နမနဲ့ဂန်ဒီဂျာတန်ဘတ်စ်မော်လဒါရဲ့ကိုဆိုကျွန်းပေါ်မှာတည်ရှိတဲ့ဂန်ဒီဂျာတန်ဘတ်စ်က DC 3200နဲ့3600လောက်ကစောက်ခဲ့တာဖြစ်ပါတယ်။ဒီနာမည်ကအီယာမတာဝါလို့အဓိပ္ပာယ်ရပြီး အရှိန်9.5မီတာပေး20ကျော်တန်ချိန်50ကျော်ရှိတဲ့တောက်တုံးတွေနဲ့တိစောက်ထားပါတယ်ဒီဖျားเจ้าတွေကို Neolithic ခေတ်လူတွေက စောက်ခဲ့တာဖြစ်ပြီး Egyptian မြစ်တွေထက်နှစ်တထောင်လောက်ပိုဆိုးပါတယ်အထဲမှာကွေးညွတ်နေတဲ့အခန်းကားခုကိုတွေ့ရမှာဖြစ်ပြီးရေပလင်တွေမှာတရိษံအယိုးစုတွေမိလောင်ရအမှတ်သားတွေကိုတွေ့ရမှာပါတင်းငယ်တဲ့မိခင်နဲ့ဖျားမှာရုပ်တုတွေက မျိုးပွားမှုဒါမှမဟုတ်မြေကြီးကိုပိုးပွဲတယ်လို့ညွှန်ပြနေပါတယ် ကျောက်တုံးတွေကိုဒေသရင်းနီးနားကထုံးကျောက်တွေကနေဖြတ်ယူပြီးကလုံးတွေကျိုးတွေနဲ့ရိမ့်တယ်ခဲ့တယ်လို့ယူဆထားကြပါတယ်။ဒါပေမဲ့ဒီလိုကြီးမားတဲ့ကျောက်တုံးတွေကိုဘလို့မက်တက်ဆိုက်ထူခဲ့တယ်လဲဆိုတာကိုတော့ဗက်တီညာရှင်မှရှင်းလင်းပြောဆိုနိုင်စွမ်းမရှိသေးပါဘူး။ဒီခေတ်မှာမော်လာတာလူတွေကငါးဖက်မှုအစာစုဆောင်မှုနဲ့နေထိုင်ခဲ့ပြီးဘာသာရေးကလူမှုဘဝရဲ့အကြီးကအစိတ်ပိုင်းဖြစ်ပါတယ်။ဒါပေမဲ့ BC 2500မှာဒီနေရာကိုစွန့်ပြစ်သွားကြပါတယ်။ဒါဒီဥရုပြောင်းလဲမှု ဒါမှမဟုတ်လူဦးရေကျဆင်းသွားမှုကြောင့်လို့လည်းယူဆလို့ရပါတယ်။ဒီလူမျိုးတွေဟာဘယ်နဲ့ဖြစ်အားတွေကိုကိုးကွယ်ခဲ့လဲ။ဒါကြောင့်ဒီနေရာကိုထားခဲ့ကြလဲဆိုတော့ကိုအခုချိန်ထိစူးစမ်းလေ့လာနေကြဆဲပဲဖြစ်ပါတယ်ရှင်။နံပါတ်3ကတော့ဟာဂါကင်ပါ။မော်လက်တာပေမကျုံးပေါ်မှာတည်ရှိတဲ့ဟာဂါကင်ကလည်း BC 3200နဲ့3600ကြားကလေးကတည်ရှိနေခဲ့တာပါ။ဒီဖျားเจ้าကနွေရာဒီနေပတ်လေချင်း ဇွန်လ22ရက်မှာနေရောင်က Oracle ဟိုးလို့ခေါ်တဲ့အပေါက်ကနေဖြက်ပြီးအထက်ကသလင်းကြောက်သားပြားကိုလင်းထိန်စီပါတယ်။ဒါကနဖက်တဗီဒအတွက်ဒီဇိုင်းထုတ်ထားတာလို့သတိပြနေပါတယ်။ကြောက်တုံးတွေကတန်း20အထိရှိပြီးဖိယပပုံတွေဆက်တွေနဲ့တရိစံပုံတွေစင်ပုံတချို့ပါထည့်သွင်းထွင်းထူထားပါတယ်။အဝတ်တိုကြီးရုပ်ထုတွေကတမီတာလောက်အမြင့်ရှိပြီးမျိုးပွားနဲ့ဖျားမှဒါမှမဟုတ်မြေကြီးနဲ့ကိုပူစားပြူလဲလို့ယူဆရပါတယ်။ ဒီကြောက်တုံးတွေကိုဒေတာရင်းရှိဂလိုဘီဂျီရီနာထုံးကြောက်ကနေဖြည့်ယူပြီးလူအင်အားရာချီကအသုံးပြုတည်ယူခဲ့မယ်လို့ခန့်မှန်းထားကြပါတယ်။ဒါပေမဲ့ဒီလိုနေအောင်နဲ့အချိန်တိကျတဲ့တန်းတူညီမှုကိုဘလို့တွက်ချက်ပြုလုပ်ခဲ့တယ်လဲဆိုတာကတော့အခုချိန်ထိမသိရသေးပါဘူး။ဒီလိုနက္ခတ္တဗေဒဘဟုသုတကိုဘလို့တက်မြောက်ခဲ့တယ်လဲဆိုတာကလည်းပထေရီဖြစ်နေသေးပါ။နံပါတ်၄ကတော့ Timing of Minga ပါ။ စပိန်တောင်ပိုင်းမာလာဂါပြည်နယ်အန်တီဂွီယာအနီးကဒိုမင်အော့ဖ်မင်ဂါက BC 3650နဲ့3950လောက်ကစောက်ထားခဲ့တာပါ။ဒီတင်းကြိုင်းကအလျား20တသမ5မီတာအနံ6မီတာအမိုးကြောက်သားပြား5ခုပါဝင်ပြီးအကြီးဆုံးကတန်တရာ80ရှိပါတယ်။ဒါကဥရောပမှာအကြီးဆုံးဒိုင်မင်းတွေထဲကအခုပါ။အထဲမှာလူတရာကျော်ရဲ့အယိုးတွေတွေ့ရပြီး ၊ပညာရဲလော့စ်အင်နမိုရာဒိုစတောင်ကို85ဒီဂရီတောင်းနဲ့မျက်နှာမူထားတာကနခတ်တဗေဒဆိုင်ရာအသေးပဲရှိတယ်လို့ညွှန်ပြနေပါတယ်။ဒီကျောက်တုံးတွေကိုအနည်း1ကီလိုမီတာဝန်းကျင်ကတူဖို့ပြီးသစ်လုံးတွေကျိုးတွေနဲ့လှိမ့်တယ်ခဲ့မယ်လို့ယူဆရပါတယ်။ဒါပေမဲ့တန်ဒရာ80လောက်လေးတဲ့ကျောက်ပြားကြီးကိုဘလို့မြောက်တင်ပြီးမတ်တက်ဆိုင်ခဲ့တယ်လဲဆိုတာရှင်းမပြနိုင်သေးပါဘူး။လူအင်အားနဲ့သာတိစောက်ထားတာဆိုရင်အလုသမားယာချီကနေထောင်ချီအထိလိုအပ်မယ်လို့ပညာရှင်တွေကတော့တွက်ချက်ထားပါဗျ။ တဲ့အနေနဲ့ကောဒီကြောက်တုံးကြီးကိုဘလို့မြှောက်ခဲ့မယ်လို့ထင်ပါတလဲ။ဒီတင်းချိုင်းကကောဘသူတွေအတွက်ဖြစ်မယ်လို့ထင်မြင်မိပါတလဲရှင်။အောက်ကမှတ်ချက်မှာထင်မြင်ချက်တွေကိုရေးခဲ့ပေးပါအောင်ရှင်။နောက်ဆုံးနေရာကတော့ပမာပုံကူပါ။ဘိုလီးဗီးယားအာတီပလာနိုမှာတရှိတဲ့ပမာပုံကူကတီဝါနာကိုယဉ်ကျေးမှုရဲ့အစိပ်ပိုင်းဖြစ်ပြီးအီ936ကနေ600ကျားလောက်ကစတင်ခဲ့ပြီးပိုစောနိုင်တယ်လို့ယူဆရပါတယ်။ဒီကြောက်တုံးတွေက H ပုံစံဖြစ်ပြီး အဆက်ဆက်ပလေးတွေနဲ့နောက်မှန်ပုံစံတွေပါဝင်သည်အကြီးဆုံးက130တန်ရှိပါတယ်ဒါတွေကိုမာဂျောမှု6နဲ့ခွန်ကြားရှိတဲ့ Andy Site ကျောင်းနဲ့ Band Twin ကျောင်း Grand Night ကနေထက်ထုတ်ထားတာပါအနည်းမှာတူဖို့စရာနေရာမရှိတာကြောင့်10ကီလိုမီတာကျော်အကွာကလိတ်တီတီကာကအနည်းကနေတည်လာခဲ့ရမယ်လို့ယူဆရပါတယ်ထူးဆန်းတာကကြောက်တုံးတွေဟာလေဆာနဲ့ဖြတ်ထားသလိုတိကျစွာဖြတ်တောက်ထားတာပါ ီလိုလေဆာနှင့်ဖြတ်ထားသလိုတိကျမှုကိုဂျင်းနီတူတွေစောက်ပေနဲ့မလုံနိုင်ဘူးလို့ပညာရှင်တွေကပြောဆိုကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကာလကတီဝါနာကူမာတန်ဆိုတာမရှိခဲ့ပါဘူး။ဒါဆိုဘလိုနည်းပညာကိုတုံးခဲ့ကြတာလဲ။အချို့ကစိတ်နဲ့ဖြတ်တာလို့ယူဆပေမဲ့အဲ့ဒီခေတ်မှာဆိုရင်ပိုလို့တော့မဖြစ်နိုင်ပါဘူး။ဒါကြောင့်ဒီလိုတိကျတဲ့ဖြတ်တောက်မှုတွေနဲ့ပြီးဆောင်မှုနည်းပညာတွေကဂျိုသားတွေစီကရတာလား။ဒါမှမဟုတ်ပျောက်ဆုံးသွားတဲ့ရှေ့ခေတ်နည်းပညာတွေလားဆိုတာ။ခုထိအပြေမထုတ်နိုင်ကြသေးပါဘူးရှင်။ နောက်ဆုံးအနေနဲ့တုံးသက်ကြည့်ရရင်ဘိုးဘက်ကလီတီပီရဲ့ညီကုန်းခရီးအောင်းတွေကစလို့ကိုမပုံကူရဲ့မဖြစ်နိုင်တဲ့ကြောက်တုံးတွေအထိဒီမက်ဂလက်တစ်အံပွဲအဆောက်အုံတွေကကျမတို့ကိုမိကုန်းမျိုးစုံကိုစဉ်းစားစေပြီးပိုနဲ့ရှိုင်းအောင်လေ့လာဖို့ခိတ်ခေါ်နေတယ်လို့ပါဒီယာတွေကိုတိဆောက်ခဲ့တဲ့လူတွေရဲ့ဉာဏ်ပညာယုံကြည်ချက်နဲ့အင်ဂျင်နီယာစွမ်းရည်တွေကသူတို့ခေတ်အခါနဲ့တမကယခုခေတ်တိုင်အောင် တချို့ဟာမဖြစ်နိုင်စရာကောင်းကောင်းအောင်ထူဆန်းလွန်းနေပါတယ်ဘသူတွေစောက်ခဲ့တာလဲဘာအတွက်ကြောင့်လဲဘလို့ပြောက်ွယ်သွားခဲ့တာလဲ မလိုနည်းပညာတွေကိုသုံးခဲ့ကြသလဲဒီမိကုန်းတွေကိုတကယ်လို့တင့်ကိုမင်းမြန်းခဲ့ရင်တင်ပဲလို့အဖြေပေးနိုင်မလဲမှတ်ချက်မှာပြိတ္တကြီးရဲ့ထင်မြင်ယူဆချက်တွေကိုရေးခဲ့နိုင်ပါတယ်ဒီလိုကဘာတလွားကအံ့ဩဖွယ်ရနေရတွင်ရှင်းအောင်မျိုးတော်တွေနဲ့အခြားအကြောင်းအရာတွေအကြောင်းကိုဆက်လက်ကြည့်ရှုချင်နေဆိုရင်တော့ကျမတို့ channel ကို like and subscribe လုပ်ထားခဲ့ပါဦးရှင်အခုတော့ဒီလောက်နဲ့ပဲတင်ဆက်မှုကိုအဆုံးသတ်ပေးရစေအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်